နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ညနေ4နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ချီနီယနေ့မြန်မာစံတော်ချိန်ညနေ3နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောသီရိလင်္ကာနိုင်ငံကမ်းရိုးတန်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါသည် အဆိုပါလေဖီအားနေရဝန်သည်နောက်24နှစ်အတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းချင်းစွာရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်။မင်္ဂလာပင်လယ်အော်မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်အော်တို့တွင်တိမ်အထင်အထင်မှတိမ်ထူထပ်နေပါသည်။မနက်ဖြန်နဲ့အထီးခံမှန်းချက် တနင်္လာရီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကျဲကျဲနှင့် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မြခိုင်ပြည်နယ်တို့တွင် အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အထင်အတင့်ဖြစ်ထွန်းပြီးမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ တနင်္လာရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ခြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။မြမပင်လေပြင်းမြို့ဝကျုံပေါ်မုတ်တမောက်ွေ့ မွန်တနင်းသာရီကံယိုရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှနှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလင်း25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမြဝကျုံပေါ်မုတ်တမောက်ွေမွန်တနင်းသာရီကံယိုရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်းတို့တွင် ခုနှစ်ပေမှ၉ပေခန့်ရှိနိုင်ပါသည် ကျန်မြမပင်လေပြင်တွင်လှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံး80ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည် ရွာရန်ရာနှုံး60ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်အများအပြားဖြစ်တာရမည်